ဒီနေ့ကြုံနေရတဲ့ဟာတွေတခုပေါ့เนาะဒါလေးလာပြောပြတာပေါ့เนาะဒါကကျွန်တော်တို့စိတ်ပညာမှာအဲ့လိုမျိုးဟွာဟွာဟွာ technological error ဆိုရှိတယ်ဒီစစ်တဲ့တက်ခွဲကန်းတွေမှာလည်းဒီခါလေး error တက်တယ်ကဲမနေ့ကလာရပြောက်ဆိုတွေ့ကြုံနေပေါ့နော်သူတော်တော်စိတ်ညစ်နေ3လလောက်သူခံစားနေရတယ်ပေါ့နော်သူဘာဖြစ်နေလဲဆိုတော့သူက จอกแกอาเน่เตู้โอไอ้มาตุ้ยผิดเสร็จแต่ผีอ่ะตัวซีจอกแกอ่ะไปชื่อเลยวะเนาะไอ้มาดีคริตินีนเสร็จแต่คํามา130จ่อเลยตู้เนี่ย GF เนี่ย56เว้ยชื่อเลยวะเนาะ56ဆိုตัวอ่ะทวบีบ่อ่ะฮะตาสเตทเส้น3เนี่ยยောက်ทวบีဆိုပြီးစိတ်ดิซင်းเยเนี่ยไอ้ลูกเฉิงมาจนไม่หอบกูเปลี่ยนเสร็จจิมั้ยเนาะตะควายกันဆိုတော့ဒီอ่ะဒီခါလေးကျတော့ဟိုကိုယ်ကမယုံဘူးဆိုရင်ดับเบิ้ลချက်လောက်อ่ะมั้ยဒါတွေอ่ะဒီစိတ်ပညာมาဒါจုံเนี่ยကျွန်တော်တို့ကလူလဲကြည့်တယ်เนาะ တခွက်ခန်းဖြည့်ကြည့်ပြီးကုတာမဟုတ်ဘူးစကားပြောရတယ်သူ့ရဲ့ပုံစံတွေမေးရတယ် history တိတ်ကင်းစွာယူရတယ်သူဘယ်လိုပြောသူ့ရဲ့လက္ခဏာစစ်ကြည့်ရတယ်နည်းနည်းတော့စမ်းကြည့်ရဲ့၆တင်ရောင်နေလားသူမောနေလားရင်တဲ့လက္ခဏာတော့မဟုတ်ဘူးသူကြည့်ရတယ်အသားရည်လည်းကောင်းတယ်เนาะဟိုလိုပေါ့เนาะအသားရည်လည်းရတာဘာညာလည်းမရှိဘူးခန္ဓာကိုယ်မှာအဲ့လိုမျိုးပေါ့เนาะဟိုကြောက်ကနေပတ်သက်တဲ့ sign တွေလို guide ငိုက်တာလေးတာတွေသူပုံစံကြည့်ရတာအဲ့လိုလည်းမရှိဘူးဆိုတော့နေ ਉ လက္ခဏာလည်းကောင်းတယ်เนาะအဲ့တော့ပြန်ဆက်လိုက်ပါဆိုတဲ့ခါကျတော့ တခွဲခဲကျွန်တော်ပို့နေတဲ့တခွဲခဲကဆံမကြီးကမဆိုးဘောနော်သူကတာဝန်ယူမှုတာဝန်ဆောင်မှုရှိတယ်တခွဲမှုကစာလဲတော်တယ်အဲဒေါ်ဒေဒေါ်ကြီးစိန်ဘောနော်သူကတော့ဒီဆရာအမအမကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကဒီဒီဒီလက်တွဲခဲ့တဲ့ဆောင်းလုံးမှာသူက ်ဆရာဝန်နဲ့တော့ပြိုင်ငင်းတာတူရတယ်ခါကျတော့ तू မှန်မှန်နေပဲဒါ तू ဒီဖျက်တာ तू မှန်နေအဲအဲ့လိုမျိုးပေါ့တခါကျတော့ကျွန်တော်တို့ကတချို့နေရာတွေမှာလည်း INR တို့ဘာတို့ကအရန်ကိုတခါလဲတော့အဲ့ဒါညားတတ်တယ်အဲ့လိုမျိုးလေးနေရှိတယ်ဆိုရင်ဒါ तू ကတော့အမှန်အပိုင်းတွတ်တာအဲ့ဒါခါကျကိုကတစ်ဖက်ကဓာတ်ခွဲကန်းကြည့်ပဲတော်လို့မရဘူးကျွန်တော်တို့ဒီဈေးကူတာဒီဒါလေးမှတ်ထားပါတော့သူ့ဖြစ်ဒီကိုလေးနဲ့ကြိုင်ကြည့်ပြီးကူလို့မရဘူး နော်လူနာကိုလည်းကြည့်ရတယ်လက္ခဏာကိုလည်းကြည့်ရတယ်နော်ယောဂါကိုလည်းချင့်ချင်ရတယ်ပေါ့နော်ဆရာဝန်ကဒီဟာကို critical thinking မယ်ဒီဟာနဲ့စဉ်းစားရမယ်တွေးခေါ်ရမယ်ဒါကဆရာဝန်လုပ်လေဒါကကျွန်တော်မိသားစုဆရာဝန်လုပ်ဘာပဲပဲကျွန်တော်တို့ကပထမဆုံးလူနာနဲ့စတွေ့ရတဲ့လူတွေဒါသူတို့ဒီလာဆင်းနေတဲ့အခါကျတော့ဒါကျွန်တော်တို့က second opinion ထပ်ယူတင်တယ်ဒီမှာတော့ဒါကတော့အဲ့လိုမျိုးတော့အနည်းဆုံးတော့ complaint တော့တက်ရမယ်ကွာ ဟိုဒီတခုပြောလိုက်တာတခုနဲ့ကိုစိတ်ဆင်းရဲနေတယ်သူ၃လလောက်ရှိပြီဒီနေ့ပြန်ဆက်လိုက်တဲ့အဖြစ်ကအိုး normal ပဲခရစ်တင်ရရင်သူကဟိုပုံမှန်တရားတရားအောက်ထဲမှာပဲရှိတယ်ကဲ80လား90လားပဲရှိတာအဲ့ဒါဘာလို့130ကျုံနေရလဲမှ GFR ဆိုရင်100ဖြစ်နေပြီဆို normal ထဲမှာလေအဲ့သူပြောနေဝန်နေတာနေအမှန်မဟုတ်ကြောက်တယ်ကြောက်တယ်တပိုင်းဒီအကြီးကတခါကျတော့အဖြေကတခါကျတော့အခက်မသိရင်မှားတတ်တယ်နော်ဘယ်တက်ခွန်းနေနေဆိုရင်သူက ခါလေး QC ဆိုတာရှိတယ်သူက quality control ပေါ့ check လုပ်ရတယ်ပြန်မလုပ်နိုင်တခါကျတော့အဲ့လိုမျိုးလွဲတတ်ပါတယ်အဲ့ဒါလေးကိုကြည့်ပြီးကျွန်တော်တို့ကကုတုံးတွေလည်းမှားတတ်တယ်အဲ့တော့လူနာကိုပြန်ကြည့်မကြိုက်ရင်မကျေနပ်ဘူးထင်နောက်တော့တခြားတက်ခွင့်ကထပ်ဖို့ပေါ့ကွာလူနာတွေဘက်ကလည်း complaint တက်ခွင့်ရှိတယ်ဒီတက်ခွင့်ကတော့ပြောဒါကကျွန်တော်မကြိုက်ဘူးဟုတ်ရဲ့လားကျွန်တော်ပြန်စစ်ပေးဒါသူကတောင်းတောင်းဆိုပိုင်ခွင့်ရှိရလေအဲ့တော့ကျွန်တော်တို့ဆီယဝင်ဒီဘက်ကလည်းသွေးဖြေကိုကုတာမဟုတ်ဘူး ဒါလေးသိထိုင်ရပြီကျွန်တော်ကသွေးဖြည့်ကူတာမဟုတ်လူနာလည်းသွေးဖြည့်ကြည့်ပြီးတော့စိတ်ဆင်းရမလို့ဘူး second opinion လို့ခေါ်တယ်နောက်ထပ်တနေ့မှာထပ်ပြီး confirm လုပ်ပါ confirm မှာเนาะဥမာယိုရီးယားဖြေလဲမယုံနဲ့တခါဒီယိုရီးယားမှာတလွဲလောက်တာနေအများကြီးပဲအဲ့တော့ကျွန်တော်ပြောချင်တာကဒီနိုင်ငံမှာမဟုတ်ဘူးနိုင်ငံတိုင်းမှာရှိတယ် error ဆိုတာရှိတယ်တခါဒီ for positive for negative ရှိတယ်ဒီတက်ခွဲကန်းနေမှာလည်း error ရှိတတ်တယ်ဘယ်တက်ခွဲကန်းမှာပြောတာမဟုတ်ဘူးเนาะလူနဲ့ပဲဆိုင်တယ်เนาะတက်ခွဲမှုရဲ့အသိဉာဏ်နဲ့เนาะဆုံးဖြတ်မှုအဲ့ဒါကြီးနဲ့ဆိုင်တယ်ဆရာဝန်ရဲ့ကုတဲ့ဆရာဝန်ရဲ့အသိပညာနဲ့လည်းဆိုင်တယ် ူနာရီဘက်ကလည်းကိုကစာဖတ်ရလဲကောင်းရမယ်နားထောင်ဘူးရမယ်ဒါမျိုးတွေကြားဘူးတယ်ဆိုရင်ဟောဒါဆိုတော့ငါပြန်စစ်တဲ့နေသူဘာလို့၃လကြီးနေသူစိတ်ဆင်းရဲခံမှာတော့သူသူသူတော့၄90ပြားလောက်နေလမ်းလျှောက်ပြီးလာတာသူစိတ်ညစ်တာနဲ့လမ်းလျှောက်ပြီးတော့စေကန်းကိုလာပြတာသူအမှန်ပြောရင်သူလာလို့ရတယ်တက်ဒီစင်းလာသူကသူစိတ်ညစ်နေတော့လမ်းမလျှောက်ရင်းနဲ့ရောက်ချလာဒါပြောပြအခုကျတော့သူ၃လလောက်ကြီးစိတ်ဆင်းရဲတယ်စိတ်ရှုပ်တယ်ခေါင်းညစ်တယ်အဲ့ဒဏ်ကြီးကိုသူဒီတက်ခွဲခန်းတစ်ခုလေးမှားလာနေတယ်သူခံစားနေတယ် တန်ဘူးလीဆိုတော့ဟုတ်တယ်เนาะအဲ့တော့ဒီမှမဟုတ်ဘူးဒီနိုင်ငံမှမဟုတ်ထိုင်းရထွက်လာတဲ့ဖြေတစ်ခါလွဲတယ်အယုံလို့မရအောင်ပြန်ဆက်ရမှာပဲဒီတစ်ခွန်းမှနောက်ထပ်တစ်ခွန်းကပို့เนาะဒီစိတ်ကနောက်တဲ့စိတ်ကမှပြန်ဆက်မှာဒါမျိုးမှဖြစ်တဲ့နေဒါမျိုးမှအမှန်เนาะ